ဟိုရပ်ဖက်စစ်ဖက်ဆက်ဆံရေးပြည့်ရင်းသွားတဲ့အတွက်ကြောင့်ဟလာကျွန်တော်စစ်တပ်မုံဒီရေးဒေဓုပါတန်တဲ့ကိစ္စရက်ဒီအားလုံးကိုလွှမ်းမိုးသွားတယ်လို့ပြည့်အဲ့တော့ကျွန်တော်တို့ကလည်းနိုင်ငံရေးလုပ်တယ်ဆိုတာကပြည်ပြောင်းပြောင်းလဲမှုလုပ်တာကိုနိုင်ငံပြစည်းသွားတဲ့ကိစ္စကတော့ကျွန်တော်တို့မလုံနည်းနဲ့မှလက်မခံဘူးအဲ့တော့ချုပ်ကြအာနာကြည့်ပါမယ်ကိစ္စမျိုးတွေကလည်းနိုင်ငံချစ်တဲ့နိုင်ငံရေးသမားတယောက်အနေနဲ့ဒါကျွန်တော်တို့ဘယ်လိုမှလက်မခံနိုင်တဲ့ကိစ္စဒီကျမကျမကျမလည်းနတ်ဆကမှာ၄နှစ် တာဝန်ထမ်းဆောင်ခဲ့ပူပါတယ်ဟိုဆိုလို့ရှိရင်ကျမတိရတဲ့လောက်တော့ကျမဒါဟိုကျမတိရတဲ့လောက်အကဲခါရတဲ့လောက်တော့ဟိုတပ်မတော်အာဏာမသိမ်းချင်ပါဘူးဖြစ်တကယ်လည်းကျဘာကကြိုကြီးကိုငိမ့်ငိမ့်နိုဘယ်ဆုတောင်းပေးရအောင်မှာဟွမဟုတ်ကောင်းပြောတာဖားနေရမို့ဖားနေရကြောက်ကြောက်ကြောင်းလည်းမရှိဆန်တစည်းကြောင်မစားဘူးသူရှိရနော်ငငယ်တော့ကသူ့ကိုလေးပြူဘူးလားတို့ငញ្ញញ្ញနိုဘယ်ဆုတောင်းပေးအောင်မှာအဲလင်းရင်ဘုံချေခဲ့တဲ့ဒီပင်းကြီးကိုဘုံချေခဲ့တဲ့ပိုင်းတော့ဆိုရဲကောင ဖျောက်မင်းကမေးခြင်းမစင်ပြေးရလားဘုဒ္ဓမဟာသွေးရနော်ဒီနေ့ကပူအိုင်လိုဘောင်းမီဝတ်ထားတယ်။နောက်နေ့ထမိန်ဝတ်ပြ။ကျမထမိန်ကိုအလကားပေးလိုက်မယ်။ဒါဆိုရင်အဲ့ဒီပီရက်တွေကဒလန်ဆိုပြီးတက်တယ်လို့မပြောရှိတယ်လေ။ကျွန်တော်သိတာ။မသိဘူး။ကျမသိလား။ကျမလည်းမသိ။ဘာလို့မသိလားလဲ။နာစာကအစိုးရတရင်မှန်ပြန်ကြရေးကစောက်လို့မလုပ်တဲ့အတွက်။ဂျိုင်းသွားရင်လာဖမ်းလို့ရ မျိုးတွေအားလုံးပဲငလင်ပေးနဲ့မေးပေးတယ်မှာများသုံးကင်းဝေးကြပါသေးလို့စူတောင်းပေးရင်လည်းပဲတော်လန်ရဲဘော်တွေဒီနေ့လည်းမေးပေးတွေကိုများသုံးရှင်းနေနိုင်ပါသေးလို့တောင်းဆိုပြလိုက်ပါတယ်။နေ့ကတော့ဗေလ14ရက်နေ့ဗုဒ္ဓဦးနေ့ရဲ့မနက်ပိုင်းထီနောက်ဆုံးရရှိတဲ့တဲ့ရင်ချုပ်ကိုကျင်းကျုပ်ဖော်ပြပြီးမှဖြစ်တဲ့အတွက်တော်လန်မျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှုပေးဖို့ဒီနေ့ကနေပြီးတော့ထပ်မံတောင်းဆိုလိုက်ပါတယ်။ပရောဆုံးနေ့ကတော့စေကောင်းဆောင်များ၎င်းတို့ရဲ့ကိုကျိုးစီပေါတဲ့နိုင်ငံတော်အာဏာကိုအတင်းအဓမ္မသိမ့်ပိုက်ထားသည်မှာဒီနေ့မှဆိုရင်1964ရက်ရှိပြီဖြစ်ပါတယ်။ အောင်964ရက်တိုင်တိုင်ပြည်သူတွေရဲ့နေစဉ်ကြံ့ကြီးမျက်ရည်တွေကိုမြန်ဆုံးရပ်တန့်နိုင်ဖို့အတွက်တော်လန်ရေးကိုပို့ပြီးတော့အားဖြည့်ပေးကြဖို့လေဒါကထမှန်တောင်းဆိုချင်ပါတယ်။တက်တာတွင်စစ်ကောင်စီရဲ့စစ်ခွေးတည်ဆုံမှုစီးရင်မှာတော့မကွေးတိုင်းရေစကြိုမြို့နယ်မှာ28ကောင်ပြည်သူလူရဲကောင်ရဲဘော်တအူးကတော့ကြာဆုံးခဲ့ရပါတယ်။မကွေးတိုင်းပခုတ်ကူမြို့နယ်မှာ2ဦးကိုအရှင်မိခဲ့ပြီးတော့မကွေးတိုင်းမြိုင်မြို့နယ်မှာတကောင်နဲ့မကွေးတိုင်းမင်းလမြို့နယ်မှာတကောင်တည်တည်တည်ဆုံခဲ့ကြောင်းသိရှိရပါတယ်။ဒီပင်းရင်ကိုဘုံကျဲတိုက်ခတ်မှုပြုလုပ်ခဲ့တဲ့စစ်ကောင်စီကစစ်ခွေးကိုတော့ ားလုံးထုတ်ဖော်ပြသနိုင်ပြီဖြစ်ပါတယ်။ဒီကောင်ရဲ့ post တွေကိုကြည့်မယ်ဆိုရင်လည်းမင်းတို့ပိုင်တဲ့လေရင်တွေမင်းတို့ပိုင်တဲ့လေရင်တွေဆိုပြီးကျွန်တော်တို့ကိုဆရာတွေကအမြဲတမ်းသင်ပေးခဲ့တာပါ။ဒါကြောင့်ဒီလေရင်တွေကကျွန်တော်တို့ပိုင်တဲ့လေရင်တွေပါတဲ့။မိဘတွေကသားသမီးတွေကိုစပိန်နေဆိုင်ကယ်တွေဝယ်ပေးတဲ့အခါမှာမိဘတွေခိုင်းနှောင်လို့ရတယ်လို့ကျွန်တော်တို့ကိုလေရင်ပြန်တွေဝယ်ပေးတဲ့အဖအတွက်လည်းကျွန်တော်တို့ကအမြဲတမ်းခုလိုမျိုးခိုင်းမြောက်ကိုလုပ်ပေးရမှာဖြစ်ပါတယ်ဆိုပြီးတော့ဝေးစိတ်နဲ့ပြင်ထားတဲ့စာရီယာ ူ့ရဲ့ post ဒီမှာပြနေရမှာဖြစ်ပါတယ်။မှန်နိုင်ငံရဲ့လက်ရှိအနေအထားတစ်ခုကတော့ပြည်သူတွေကဘယ်လောက်ထိတော်လှန်ရေးပေါ်မှာတာဝန်ကျင်လဲဆိုရင်တော့အခုလိုမျိုးဘုံကျင်မှုတွေဖြစ်လာတဲ့အခါမှာလည်းဘယ်သူလောက်တာပါလဲဆိုတာကိုနေ့စဉ်နဲ့အမျှချက်ချင်းလက်ငင်းတပွေပြင်ပြနိုင်တဲ့အနေအထားတစ်ခုရောက်ရှိနေရတဲ့အလုံးတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်တော်လှန်ရေးပေါ်ဒီနေလဲအလုံးပဲရင်ကားတဲ့နှစ်စာတိုးပြီးတော့ကြောက်တရားတွေကိုဒီကောင်ဒီစီကိုပို့ပေးနိုင်ဖို့အတွက်စ조사ပြကြပါလို့အော်လန်ပြည်သူတွေစာဒီနေရာကနေပြီးတော့လဲထမှန်တောင်းဆိုလိုက်ပါတယ်။အဲ့လင်းရင်နဲ့ဘုံကျဲခဲ့တဲ့ ီပန်းကြီးကိုဘုံချေခဲ့တဲ့ပိုင်းတော့ဆိုတဲ့ကောင်။ဟောမင်းကမေးခြင်း။မစင်ပြေရလား။မခုအိမ်ပြန်ရအောင်ပါဘီ။မင်းကမိန်းမတွေခလေးနေတဲ့။အဲ့မိန်းမတွေခလေးတွေမင်းကိုမေးလား။ဟာဘာတွေလုတ်ခဲ့လဲလုတ်စင်ပြေးရလားပင်မန်းနေလားမိဘာဖြီมาလဲဟာလင်းမြင့်ပြန်ပြီးတော့ဟောလို့ရွာတွေငါဘုံတွေချာခဲ့တာလူတွေအများကြီးအဲ့လိုဖြီมาလားဟဲ့ဟာမိလေးပြလုံလားမစ္စတာမဟုတ်လား ရောင်းရက်ဖြေမှာပါဒါစိတ်ချတရားကောင်ဖြေမဲ့ကောင်လေးမရောက်ကြမှာစစ်သားကွာစစ်သားဆိုတာရောက်စစ်ကိုစစ်လို့တိုက်ရတယ်မချရလေကွာ PDF scan တွေကိုပြောင်းလေမင်းတို့ကောင်လေးရနေလူချင်းတွေ့တိုက်တော့မနိုင်ဘူးဒီဘုံချဲတာတခုတည်းနဲ့မင်းတို့ဒီလိုလေးချဲလိုက်မင်းတို့လက်မပါထောင်ပြီးဓာတ်ပုံတွေရိုက်ရင်မင်းတို့ပြောင်းကြမင်းတို့လူတွေမဟုတ်လားအခုကလေးတွေပါသွားတယ်အဲ့ကလေးတွေအပြစ်မဲ့တဲ့ကလေးတွေ အဆင်ပြေလာရအောင်မင်းနေရတာငါသိချင်းလို့ပါမင်းဘလို့နေလဲမင်းအဲ့ဒီနေရာမှာမင်းသားသမီးမင်းဆွေမျိုးစုံမင်းဘလို့နေမလဲလာခဲ့မယ်ဟောဝတ်ဆိုတာမနောင်ဘွားမကူအဲ့ခါကျရင် မင်းမိမမင်းသားသမီးအဲ့ဒါလုံးမဖြစ်ပါစေနဲ့မင်းခုကြိုးစုတောင်းတာမင်းတော့စစ်ရှုံးနေတဲ့ကောင်လေယောက်ျားဆိုတာဟဲ့အောင်ယောက်ျားမှာစစ်တာမိမတော့အဲ့ဆောက်လုံးမလုပ်ဘူးမှတ်ထား နောက်တစ်ခု EO တွေကလူကြီးတွေနောက်ကကျွန်တော်တို့ PDF ကဘိုးကြီးတွေဆက်ဆရာကြီးတွေလည်းပြောကျင်တယ်လင်းရင်ပြက်ကြလို့မိတဲ့ပိုင်းလောက်ကစားထမင်းကျွေးတာတဲ့ကိစ္စတွေကတော်လောက်ပြီတိလာရန်သူကရန်သူလိုဆက်ဆံနေတယ်ကျွန်တော်တို့ဘက်ကလူလိုသူ့လိုလှုပ်တယ်ဆိုမဲ့ဒါမျိုးတွေကိုမှတ်လောက်တားလောက်အောင်သူတို့လိုကြောက်စိတ်ဝင်အောင်လှုပ်တင်လှုပ်ထိုင်တော့လှုပ်ရတော့မေးပြအခုကဒီကောင်တွေမကြောက်တော့ဘူးငါတို့ နောက်ဆုံးလင်းရင်ပြက်ကြလို့အောက်ရောက်ရင်တော့ငါတို့အေးစစပဲဆိုပြီးလုံနေကြတာကြောက်နားလေသိပြီခင်ဗျားတို့ဘက်ကလည်းတိလာဒီအချိန်မှာဂျန်နီဘာကွန်ထရက်တွေမေးသိမေးထိုင်တဲ့တချို့နေရာတွေမှာမေ့ရမယ်ကျွန်တော်ပြောတာအကုန်လုံးမဟုတ်ဘူးဒါပေမဲ့ဒီပိုင်းတော့တေကိုကျွန်တော်တို့နမူနာဖြစ်အောင်တော့လုပ်သင့်ပြီတိလား ဟိုလင်းပြက်ကြတာလို့ဒီလိုမျိုးဘုံကိုလွယ်လွယ်ကူကူကျင်းနေတဲ့ကောင်တွေကိုလှုပ်ပြရမယ်ဒီကောင်တွေကိုလည်းသူတို့အကြောက်တရားသူတို့ပြန်သွင်းမိအောင်တော့လှုပ်ပေးသင့်ပြီဟဲ့အောင်ပိုင်းတော့လှုပ်တဲ့ကောင်ဘုံချေသွားတဲ့ကောင်ပြောပါစေကွာမင်းဒီအချိန်မှာမင်းမိမမျက်နှာအခုမင်းမွေးရတဲ့ကလေးတွေချေလိုက်တဲ့ဘုံကြောင့်လူတွေအပြစ်မဲ့တဲ့ပြည်သူတွေအဲ့တလောက်တည်သွားတဲ့ဆိုတာကိုမင်းကလေးတွေကိုမင်းပြန်ပြောပြစမ်းဟဲ့အောင်မင်းမိမကိုမင်းပြန်ပြောပြစမ်းနောက်ထပ်တဲ့နေ့မှာတော့ ပြင်မျိုးသားစီယုံ KNU ညောင်လေးပင်ခိုင်စောတီမျိုးနယ်မှာချမ်ပတ်စစ်ကောင်စီကလေကြောင်းတိုက်ခတ်မှုကြောင့်ရဲသား2ဦးထိခိုက်ဒဏ်ရာရရှိပြီးစာတင်ကြောင်းတစ်ကြောင်းလည်းပျက်စီးခဲ့ပြီးပြည်သူနေ၅လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ KNU ကထုတ်ပြန်ခဲ့ပါတယ်။လက်ရှိအခြေအနေမှာပဲမင်းအောင်နိုင်နေနဲ့စာတင်ကြောင်းပေါင်း333ကြောင်းကိုလေကြောင်းတိုက်ခတ်မှုအဓိကပြုလုပ်နေကြောင်းကိုလည်းသိရှိနေရပါတယ်။ချမ်ပတ်စစ်ကောင်စီကပြည်သူတွေကိုပိတ်မှတ်ထားပြီးပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေနဲ့လောက်ကင်စားတော့တဲ့လူငယ်တွေတွင်ကိုပိတ်မှတ်ထားတိုက်ခတ်နေလို့လည်း KNU ကနေပြီးထုတ်ပြန်ထားပါတယ်။စောတီမျိုးနယ် KNU တွင် မေလ17ရက်ကမနက်9:20မိနစ်နဲ့အချမ်းဘတ်စစ်ကောင်စီဂျက်ဖိုက်တာပေါင်300ဘုံးသီးတွေကိုလည်းတိုက်တူးကုန်းကြေးရွာနှလုံးနဲ့ဝိုင်းကျုံကြေးရွာ16လမ်းအင်းအတွင်းကိုလည်းတလုံးစုစုပေါင်း3လုံးကြေးချတိုက်ခိုက်ခံခဲ့ရကြောင်းနဲ့တိုက်တူးကုန်းကြေးရွာဒေသခံပြည်သူတို့ကထိခိုက်ဒဏ်ရာရပြီးဒေသခံပြည်သူ9ဦးရဲ့နေအိမ်9လုံးနဲ့စာသင်ကျောင်းတစ်ကျောင်းမှာထိခိုက်ပျက်စီးခဲ့တယ်လို့လည်းဆိုတာပါတယ်။ဟုတ်တဲ့တင်းတို့မှာတော့ရသပြည်သူများကိုစုလိုက်ပြုံလိုက်သိစေခဲ့သောဒီကြောင်တိုက်ခတ်မှုများမှာစစ်တပ်ကဆေးရသွေးမှုကျူးလွန်ခြင်းဖြစ်ပြီးစစ်ကောင်စီကတာဝန်ယူမှုတာဝန်ခံမှုရှိရလိမ့်မယ်လို့အေအေအိုင်အကန့်တက်တော်ပြောရေးဆိုခွင့်ရှိသူ ်အန်တုခကလည်းတတိပေးပြောဆိုလိုက်ပါတယ်လူမျိုးဗာတိုင်ကုန်းကမရှိတဲ့နေရာတွေမှာအချမ်းပတ်စစ်ကောင်စီကရသားပြည်သူတွေကိုဥတီပြီးရွေချက်ရှိရှိတိုက်ခိုက်တယ်ဆိုတာစစ်ရမှုကိုပြောင်ပြောင်တင်းတင်းကျူးလွန်တာဖြစ်ပါတယ်ဒီစစ်ရမှုအတွက်တာဝန်မှုတာဝန်ခံမှုရှိရပါမယ်လို့လည်းအေးပြောရေးဆိုခွင့်ရှိသူကန်တုကပြောခဲ့တာဖြစ်ပါတယ်ဒီလိုမျိုးပြောနေတာကလည်းတောင်ဝင်ယူမှုတောင်ဝင်ခမှုဆိုတာတကယ်တော့ပြည်သူတွေပြေးရမယ်ဖြစ်ဖြစ်သွားပါပြီ။ဘယ်နိုင်ငံကမှလာပြီးတော့ဒီကောင်တွေကိုခေါ်ပြီးတော့တောင်ဝင်ခမှုတောင်ဝင်ယူမှုတွေကိုပြေးမှလည်းမဟုတ်သလိုပြည်သူတွေကိုယ်တိုင်ပြေးရမယ်နေတာကိုဖြစ်တဲ့အတွက် ရင်းဦးဆုံးဧကကောင်မပေးနိုင်သေးရင်တော့လေရင်ပြန်တွေပစ်ချဖို့လေရင်ပြစ်တွေမရှိဘူးလေရင်ပြစ်ရတဲ့နေရာအောင်မြင်မှုရမယ်နေဆိုပြီးတော့လဲပြောနေကြပြီမလဲတကယ်တော့လေရင်ပြန်တွေကိုပစ်ချဖို့လေရင်ပြစ်မရှိဘူးဆိုရင်တော့မောင်းနေတဲ့ကောင်တွေကိုမမောင်းရတော့လို့ရမယ်နေထားတစ်ခုတော့လှုပ်ဆောင်ဖို့လိုတယ်ဆိုတော့လဲဒီနေရာကနေပြီးတော့အမှန်အတွန်းကျင်ပါတယ်အနာရဖို့ဆိုရင်အသက်ကြီးပြီးဘာကိုမှမစဉ်းစားနိုင်တော့တဲ့နေထားတစ်ခုရောက်နေတဲ့ကောင်ရောဘာတွေပြောလဲဆိုတော့ဟုတ်ကဲ့ရပ်ပဲစစ်ပဲဆက်ဆက်ရေးပြည့်ရင်းသွားတဲ့အတွက်ကြောင့်ဟလာကျွန်တော်စစ်တပ်မုံဒီရေး ဒေဒုပါတန်တဲ့ကိစ္စရက်ဒီအားလုံးကိုလွှမ်းမိုးသွားတယ်လို့ဖြစ်ဒါတော့ကျွန်တော်တို့ကလည်းနိုင်ငံရေးလုပ်တယ်ဆိုတာကပြည်ပြင်ပြောင်းလဲဖို့လုပ်တာကိုနိုင်ငံပြည်စည်းသွားတဲ့ကိစ္စကတော့ကျွန်တော်တို့ဘလုံးနည်းနဲ့မှလက်မခံဘူးဒါတော့ချုပ်ချာအာဏာချိပါမဲ့ကိစ္စမျိုးတွေကလည်းနိုင်ငံချစ်တဲ့နိုင်ငံရေးသမားတယောက်အနေနဲ့ဒါကျွန်တော်တို့ဘလုံးမှလက်မခံနိုင်တဲ့ကိစ္စအဲ့တော့ပြဿနာကမပြိုကွဲပဲနဲ့ဂန်းသူညီမရေးကိုဖြေရှင်းနိုင်အောင်ကျွန်တော်တို့စူးစမ်းအောင်အဲ့တော့အဲ့တော့ကျွန်တော်တို့ တမိုင်းမှာတော့ဟိုဘမအစိုးရပြုကွဲပြီးဆိုရင်ရုပ်ပြနိုင်ငံလေးတွေဟိုလာပေါ်ပေါက်လာတဲ့အခြေအနေတွေလည်းကျွန်တော်တို့အများကြီးတွေ့ရတယ်။သို့တော်ဒါတွေကအခိုက်အတန့်ကာလပဲဖြစ်ပြီးတော့ဒီဟာကိုအချင်းချင်းစိတ်ရှင်လက်ရှင်နဲ့နိုင်ငံရေးရအပြေထုတ်နိုင်အောင်ကျွန်တော်တို့ကြိုးစားရမယ်လို့ပဲမြင်တယ်။ဘမကန်ချက်ရှိတဲ့နိုင်ငံရေးသဘောတူညီချက်ရအောင်ကြိုးစားမယ်ဆိုတာကိုတော့ ျွန်တော်တို့လက်ချီပြတ်လို့မရဘူးလို့ကျွန်တော်တို့မြင်တယ်။မဟုတ်ရင်အဲ့ဒီဖြစ်လာမဲ့အသေးသေးလေးတွေဟာလည်းအိန္ဒိယနိုင်ငံတွေကြားထဲမှာဟိုဂုံတိတ်ကာရှိရှိတန်းတူတူဆက်ဆံနိုင်လို့မဖြစ်နိုင်ဘူး။အဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့ကဟိုနိုင်ငံအသစ်မွေးဖွားတယ်ဆိုတဲ့ဟိုစိတ်ကူးအိမ်မက်မျိုးတဲ့စာလို့ရှိရင်ဟိုလာကျွန်တော်တို့အချင်းချင်းကြားထဲမှာတန်းတူတူနဲ့စုဖွဲ့တဲ့ပြည်တော်စုဖြစ်ဖို့ကိုပဲကျွန်တော်တို့ကဥတည်တဲ့လို့မြင်တယ်။အော်ဒါကြောင့်မလို့ ဟိုနိုင်ငံရေးပါတီတွေစူးစမ်းနေတယ်ဆိုတာကလည်းပဲအခုချိန်မှာမပုံမတင်နိုင်သေးတဲ့ပါတီတွေကအဆောင်ကျွန်တော်တို့နိုင်ငံရေးနီလန်းပေါ်မှာပြန်ပူးပေါင်းပါဝင်လာဖို့လာပြီးတဲ့အခါကျတော့ဒါဘရက်ဖက်စစ်ဖက်ဆက်ဆံရေးကိုပုံမှန်အခြေအနေရောက်အောင်ကျွန်တော်တို့ပြန်ပြီးပြုပြင်ပြောင်းလဲနိုင်ဖို့ဒါကိုပဲကျွန်တော်တို့အဓိကထားဒီကျမကျမကျမလည်းနတ်ဆကမှာလေးနှစ်တာဝန်ထမ်းဆောင်ခဲ့ပူပါတယ်။ဟိုဆိုလို့ရှိရင်ကျမသိရတဲ့လောက်တော့ကျမက ဟိုကျမတိရတဲ့လောက်အကဲခတ်ရတဲ့လောက်တော့ဟိုတက်မတော်အာနာမသိမ်းချင်ပါဘူးရှင်ကဲအားလုံးတို့ရဲ့အတိုင်းပါပဲမင်းအောင်လည်းမင်းငယ်တက်တက်ခိုင်းရတယ်သူကသွားပြီးမင်းအောင်လည်းအကဲခတ်နေသေးတယ်လေးနှစ်လောက်တက်မတော်အာနာမသိမ်းချင်ခဲ့ပါဘူးအဲသို့တော်လည်းအဲသို့တော်လည်းဒီမဲတမမဲမတမမှုကိုလက်ခံလိုက်လို့ရှင်အစင်လာဖြစ်သွားလို့ရှင်ကျမတို့ဒီထက်ဒီဆိုးဖို့ပဲရှိပါတယ်အဲဒီထက်ဒီဆိုးဖို့ပဲရှိပါတယ် ဆိုလို့ရှိရင်ဒီမိုကရေစီမှာစီကန်းသေးဖို့မှုကအရန်ရေးကြီးပါတယ်ရှင့်စီကန်းလိုက်နာဖို့အရန်ရေးကြီးပါတယ်ဒီစီကန်းကိုမလိုက်နာဘဲနဲ့ဒီဒီဒီမဲမဲအရေးအတွက်တွေပေါ့နော်ဒါကကျမပြောတာမဟုတ်ပါဘူးကျမပြောတာမဟုတ်ပါဘူးအဓိကတော့ဒီ UEC အစ်စ်ဖွဲ့ပြီးလို့ရှိရင်ဒါတွေကအကုန်လုံးဟို investigate လုပ်ပြီးတော့မှအချက်လက်တွေနဲ့ဒီ website တွေမှာဘာသာစကား၅မျိုးနဲ့တောင်ကဘာကိုကြီးညာထားပြီးသားဖြစ်ပါတယ်ရှင့် ပြီးခဲ့တဲ့2020ရွေးကောက်ပွဲကျွန်တော်တို့ပါတီလည်းဝင်ခဲ့ပါတယ်။အဲကျွန်တော်တို့လည်းခန်းစားခဲ့ရပါတယ်။ခန်းစားခဲ့ရပါတယ်။ဒီရွေးကောက်ပွဲမတမာမှုရဲ့ဒဏ်ဝန်ခန်းစားခဲ့ရပါတယ်။ပြန်နေငါတို့ကဝိုင်းတနာပေးရအောင်ပါလား။ဟေးပြောတော့ပါရဲ့တသက်ခံရတော့ရွေးကောက်ပွဲမှာမတမာမှုကြောင့်တို့ခန်းစားခဲ့ရဆိုတဲ့အတိုင်းပေါ့ဗျာ။သုံးပွဲပဲရခဲ့ပြီးတော့ပြည်သူတွေကမဲပေးမလား။ပြည်သူတွေကချေလား။ပြည်သူတွေကရွေးချယ်မလားကိုသိကျင်နေဆိုရင်တော့အဲ့ဒီကမတိုင်ခင်မှာရန်ကုန်မြို့ထဲမှာမင်းအောင်နိုင်တဲ့လက်တွဲပြီးလမ်းလေးဒီဘက်လောက်ရှောက်ကြည့်စမ်း။ ွန်လိုင်းမျိုးတွေအားလုံးပဲဒီဘေးရင်ကိစ္စနဲ့ပတ်သက်ပြီးတော့ဘောမတွေကတော်တော်လေးကိုစူးစူးရွာဇောင်းထနေတာအလုံးတည်းမှာဖြစ်ပါတယ်ဒီလိုမျိုးဇောင်းထနေမှုတွေကိုရှင်းလင်းနိုင်ဖို့ဆိုပြီးတော့ပြည်သူတွေကလည်းမျော်လင့်တကြီးနဲ့ပြောနေကြတယ်တွေ့ရပါတယ်ဒီလိုမျိုးဇောင်းထနေတဲ့ဘောမတွေကိုရှင်းလင်းနိုင်မယ်ဆိုရင်တော့ RC တိဘက်ကနေပြီးတော့90မတီငွေနဲ့စတင်ပြီးတော့ပြုလုပ်ဖို့အတွက်ကမ်ပိန်းတစ်ခုပြုလုပ်နေရတယ်တွေ့ရပါတယ် Project Revolution အနေနဲ့အွန်လိုင်းမိပါတွေနဲ့အားနေပဲကျွန်တော်တို့အားလုံးလည်း90လောက်ကူပေါင်းပါဝင်ပြီးတော့ဘောမရှင်းလင်းရေးကိုအတင်လိုက်ကြအောင်ဗျာ အလောက်တရေဘောကြောင့်လေမဘုဒ္ဓမဟာသွေးရနော်ဒီနေ့ကပူအိုင်လို့ဘောင်းမီဝတ်ထားတယ်။နောက်နေ့ထမိန်ဝတ်ပြမယ်။ကျမထမိန်ကိုအလကားပေးလိုက်မယ်။ဒါဆိုရင်အဲ့ဒီပီရက်တွေကဒလန်ဆိုပြီးတက်တယ်လို့ဘယ်နှယောက်ရှိတယ်လဲ။ရှင်းလို့သိလား။မသိဘူး။ကျမသိလား။ကျမလည်းမသိ။ဘာလို့မသိလားလဲ။နာစာကအစိုးရတရင်မှန်ပြန်ကြရေးဆောက်လို့မလုပ်တဲ့အတွက်။ဂျိုင်းပွားရဲ့လာဖမ်းလို့ရရဲ့နော်။ဆောက်လို့မလုပ်တော့မဟုတ်ဘူး။နင်တို့ခွေးလောက်တော့တမှုမထားလား။ မင်းမင်းဆိုတဲ့ကောင်တော့မျက်နှာမြင်ရမှမလားဆိုတော့ခေါင်းတော်ပြန်မရှာပေးတဲ့ကောင်တွေကိုမြားတို့တွေအပအပနဲ့အော်မနေနဲ့အကြင်တွေတို့လိုက်သွားမှာအဲအသေးကြပဲချက်ချင်းလာဖမ်းလို့ရတယ်။နာဆာကအစိုးရသတင်းမှန်ပြန်ကြားရေးက AAPP ကစရဲတဲ့ကြေးထုတ်ပြန်နေဆိုရင်နာဆာကသတင်းမှန်ပြန်ကြားရေးကတပတ်ကြေးထုတ်ပြန်ပြီးပါဘာကြောင့်မထုတ်ပြန်တာလဲ။နော် PDF ညီခံချက်ဖတ်သမားများတဲ့ဒလန်အစိုးရစုစွဲကွက်ချွတ်မှုကြောင့်နော် သိဆုံးသူကြားဗနဲ့ဦးမဗနဲ့ဦးစုစုပါဗနဲ့ရောက်ရှိပါရဲ့ဆိုတာတမားက၁ရက်တစ်ကြိမ်ကျင်းရရင်ကျမတို့ကတစ်ပတ်တစ်ကြိမ်ကျင်းရနိုင်ရမယ်သတင်းမပညာရေးကကိုကိုတိုင်ကနော်ဒီနိုင်ငံပိုင်မီဒီယာတွေကမကြီးညာခြင်းမူဆိုလို့ရှိရင်လဲပဲလော်ဘီတွေရှိသတင်းဌာနတွေရှိလော်ကြီးမှာအစိုးရရဲ့ထောက်ပံ့တာဆန်းနေတယ်တွဲကမွေးလာဆန်းနေတဲ့ဟာတွေအများကြီးရှိတယ်ဟင်းသူတို့အချင်းချင်းတောင်ဂိုက်နေတော့သူမစားငါမစားနဲ့လူနေတော့ဘာမှမဘူးနဲ့အဖားနဲ့လိုက်ဝါနေလို့ကုန်စားရမှာ သတင်းပေးပြီးတော့ခိုင်းလိုက်။ဘာကြောင့်မလုပ်တာလဲ။ဘာကြောင့်ဖိတ်တဲ့ဆက်စည်ဝါရခန့်ချင်းမလုပ်တာလဲ။နောက်သူများတွေကဟိုမှာဆက်ရက်တကယ်ထုတ်ပြန်နေတာ။စစ်တပ်ကနေတက်လိုက်လို့လူဗနယောက်တွေသွားပါတယ်။ကျမတို့မှာပြန်ပြောကြရဆင်းရင်မရှိဘူး။ကျမတို့မှာပြန်ပြောကြရဆင်းရင်မရှိဘူး။အစိုးရအနေနဲ့ကကိုကိုတိုင်းကပညာရေးဝန်ကြီးဌာနကအလုပ်မလုပ်ချင်ဘူးဆိုရင်ဟိုတချိန်လေးပဲထုတ်ပြန်ပေးပါ။တချိန်လေးပဲ။နော်။ တလားကိုတစ်ကြိမ်လေးပဲတစ်ကြိမ်ထုတ်ပြန်ပြီသူများကစရဲတစ်ကြိမ်ထုတ်နေတဲ့အချိန်မှာခင်ဗျားတို့တလားတစ်ကြိမ်တော့တရင်မထုတ်နိုင်ဘူးဝါရပင့်ချီရဲ့စိတ်တက်စိတ်တွေမလုံးနိုင်ပင်သွားတဲ့လူတွေအတွက်လည်းဘာမှခွေးတကောင်ကြောင်တမီးလောက်တောင်တန်ဖို့မရှိကြတော့အသက်တွေကသိတယ်သိတယ်နင်တို့ကိုဘောမာတွေကိုရဲ့ဘောရဲ့အသက်ကဘယ်လောက်ရှိတယ်ဆိုတော့သိရနော်ဆိုတော့ဒီလိုပုံစံမျိုးနဲ့ကျမတို့ဘယ်လိုရှေ့ဆက်ကြမလဲကျမတို့ဘယ်လိုရှေ့ဆက်ကြမလဲကျမတို့တိုင်းပြည်အနာဂတ်အတွက်ရှင်တို့တွေ တွေးမပူရောဘူးလားကြည့်ငါတို့တိုင်းပြည်ရဲ့အနာဂတ်ကိုနင်တို့လည်းတွေးပူစရာမလိုဘူးနင်တို့အဖအလည်းတွေးပူစရာမလိုဘူးငါတို့ဘောင်လို့တွေးပူပန်နင်တို့တွေးပူမှာနင်တို့ကိုနင်တို့ဘလို့ရှေ့ဆက်ရမှာလို့ဆိုတော့ရင်းသွင်းတွေးပူထားဖို့လိုတယ်လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေကတော့ဘောမာတွေကိုကျွန်တော်တို့အနေနဲ့ဥပပပါလောင်စီယုံဖို့စကားအိမ်နဲ့ပြောဆိုတာတွေရက်တင်ပြီးနောက်တစ်ခုအနေနဲ့ကတော့နန်စီတီယံဝန်ထမ်းတွေကိုစီတီယံဝင်ဖို့တိုက်တွန်းတာတွေရက်တင်ပြီးအဲ့လိုပဲစစ်ခွေးတွေကိုအမင်းကျွေးရေတိုက်ပြီးတော့လာခဲ့ပါအားလုံးစီလာပါမင်းတို့အားလုံး ကောင်းကောင်းမွန်ဖြစ်ရပါမယ်လို့ပြောတာတွေလည်းရည်တင်ပြီးဟောတဲ့ဆိုတော့ဒင်းနေကျော်ကာလာကြာခဲ့ပြီးတကယ်စိတ်မရှိတဲ့ကောင်းနေမလို့ကြံခဲ့တဲ့ကောင်းနေဖြစ်တဲ့အတွက်ဒီဒီရှားလေးကိုမှတိုင်တွယ်တင်နေတာတခုရောက်နေရမှာပဲဟောလို့ဆိုတော့ဒီကောင်းတွေကဘုရားဆင်းချွတ်ကောင်းဖြစ်မကောင်းမဟုတ်ပါဘူးသူတို့တော်လိုင်းကြီးတည်းသူ့ပြီးမှသူ့မဲ့ကောင်းနေပါပြီဟောတကယ်လည်းကျဘာကကြိုကြီးကိုငိမ့်ငိမ့်လိုပဲဆူတောင်ပေးရအောင်မှာဟွမဟုတ်ကောင်းပြောတာဖားနေရမို့ဖားရကြောက်ကြောက်ကြောင်းလည်းမရှိစံတစည်းကြောင်မစားဘူးသူရှိရနော်ငငယ်တော့ကသူ့ကိုလေးပြူဘူးလားသူ့ကိုငိမ့်ငိမ့်လိုပဲဆူတောင်ပေးရအောင်မှာ ဘာလို့လဲလာချိုးလို့ဒီလိုရမခတိုင်းကြီးတွေကိုတနက်တစ်ချက်မှမဖောက်ဘဲနဲ့ဝင်ချသွားတာဘလို့လုံးလိုက်မသိအဓိကခင်ဗျားတို့အဲ့မှာမိုင်းတွေလက်နက်တွေလုံနေတယ်နော်လက်နက်တွေလုံပြီးကလေးတွေကိုဆန်သားပြဖို့လားဘာဖို့လားဓာတ်ပုံရိုက်မယ်ဆိုပြီးတော့အဲ့မှာခင်ဗျားတို့လောင်လာတဲ့ဘုံဒီယာမှာထကွဲရောအဲ့တော့စစ်တပ်ကလိန်နေတယ်ဗျာအဲ့ဆိုဗီဒီယိုရိုက်ပြလေကျွန်တော်ကိုလည်းတချို့တော့လက်ပေးလက်ယူလုံးလို့ပြောလိုက်လို့နော်ပြောင်းသွားတယ်လူတွေရှိတယ်အဲ့လိုဌာနဆိုင်ကအဲ့လိုလူတွေကကျွန်တော်ကိုတတ်ခိုင်းနေတာဟုတ်ကျွန်တော်တို့ကတက်မတော်အတွက်မိတ်ဆွေကောင်းလေးပါ မတော်နဲ့တမတော်မိသားစုတွေနိုင်ငံတော်ကိုအေးချမ်းသာရွာစွာဖွံ့ဖြိုးပြီးတိုးတက်တဲ့နိုင်ငံတော်တစ်နိုင်ငံတော်တစ်တခုစီကိုရှောက်ဖို့အတွက်ကျွန်တော်တို့ကအစိုးရအဖွဲ့ရဲ့အစိုးရနတ်ဆက်ကအစိုးရကြီးနဲ့တမတော်တို့ကျွန်တော်တို့ကရန်သူမဟုတ်ပါဘူးကျွန်တော်တို့ကမိတ်ဆွေကောင်းတွေပါကျွန်တော်တို့မှာကျွန်တော်မှာအဖေအမေခုချိန်ရှိသေးတယ်တားသမီးများရှိတယ်မိန်းမရှိတယ်ကျွန်တော်တို့မှာမိသားစုတွေရှိပါတယ်ကျွန်တော်တို့ဒီအလုပ်ကိုဖျင်းရပြီးလုပ်နေတာမဟုတ်ပါဘူးတိုင်းပြည်နယ်လူမျိုးတွေအုတ်တစ်ချက်တဲတဲ့ပွင့်အနေနဲ့ နော်ပူပေါင်းပါဝင်နေတာကုညီနေတာဆောင်ရွက်နေတာပါနော်အဲ့ဒီအတွက်ကျွန်တော်တို့လိုလူမျိုးတွေကိုဒီစကိုင်းတိုင်းနော်စကိုင်းတိုင်းဝန်ကြီးချုပ်နော်ဦးမြတ်ကျော်နောက်တော့စကိုင်းတိုင်းနားမှာကတိုင်မူကြီးဗိုလ်ချုပ်မျိုးမင်းထွေးတို့ရဲ့ကျွန်တော်တို့အပေါ်မှာနော်ကျွန်တော်တို့အပေါ်မှာသူဓာကြီးတဲ့စေတနာမြတ်တာတရားတွေကသူ့ကိုရောင်းပြန်ဟတ်တာပါနော်ဒါအတိုင်းချစ်ပြီးချစ်တဲ့နိုင်ငံချစ်တဲ့လူတွေအားလုံးဝိုင်းဝန်းပူးပေါင်းပြီးတော့လုပ်တဲ့အတွက်အောင်မြင်မှုတွေရပါတယ်နော်ဒီလိုပဲဘယ်တိုင်းပဲဖြစ်ဖြစ် နိုင်ငံတွင်းမှာရှိနေတဲ့เนาะအစိုးရအဖွဲ့ဝင်တွေအားလုံးကျွန်တော်တို့ကိုခိုင်းကျင်တာခိုင်းလို့ရပါလေလာစားပြီးကြရမလို့ပါဘူးခင်ဗျเนาะကိုတမင်းကိုစားပြီးတော့မှကိုတိုင်းပြည်ကိုနိုင်ငံကိုလူမျိုးတွေအလုံးလုံးတာပါเนาะအဲ့တော့ကျွန်တော်တို့အောင်မြင်မှုတွေရကြတယ်အဲ့လိုပူးပေါင်းမှကျွန်တော်တို့အောင်မြင်မှုကိုရမှာဟုတ်အဲ့တော့ဟိုစကိုင်းမှာကတော့ဒီမုံရွာမှာကတော့ကျွန်တော်တို့လမ်းဝင်တလမ်းဝင်တလမ်းထွက်သားကြည့်တယ် ဒီဝန်ကြီးချုပ်ဦးမြတ်ကျော်လက်ထက်မှာကျွန်တော်တို့ခုမြောင်ခရမ်းအခုကျွန်တော်ပြောတဲ့ဟန်တာဝီတို့ဘက်မှာအဲစားရပိတာဘယ်လောက်ဒါမဲ့ဝန်ကြီးချုပ်ကသူကအရက်ဖက်ကိုအရက်ဖက်ဖွဲ့စည်းဆိုတော့သူကသူကဝယ်ပေးနိုင်တယ်အစားလိုတယ်စီလိုတယ်စမ်းလိုတယ်အအသုံးဆောင်ပစ္စည်းတွေလိုတယ်သူဝယ်ပေးနိုင်တယ်အဲသူ့အဒီတိုင်းမူရနေပြီးတော့မှ husky တွေပါနေပေးမှအဲ့နေရာကိုချပြနော်စကားဒီတော့တော့အလုံးတွေ့တဲ့အတိုင်းမှာပဲဘောမတွေဆိုဘယ်လိုစိတ်သက်ရှိလဲဆိုတော့မှပေါ်နေဖြစ်တဲ့အတွက်ဘောမတွေကိုဥပပါလောင်စီယုံတာတွေရည်တင်ပြီးတော့ ရောင်းတွေကိုဖိတ်ခေါ်တာကြီးအားလုံးရက်တန်ဖို့ဒီနေရာကနေပြီးထမှန်ကြံပြူးကြည့်ပါမယ်။နောက်ထပ်သတင်းမှာတော့မန္တလေးတိုင်းငန်းစုံမြို့နယ်ကြေတောင်ကျွေးရမှာရှိတဲ့စစ်ကောင်စီတောက်တိုင်အုပ်ချုပ်မှုထုံးကိုပြစ်ခတ်ဖမ်းဆီးခဲ့စင်မှာပဲ။နေရာမှာပဲပွဲချင်းပြီးသွားကြောင်းအကဏီပျောက်ကြားတပ်ဖွဲ့မြင်းကြံကတာဝန်ရှိသူကထုတ်ပြန်လိုက်ပါတယ်။ကောင်းကပြည်သူလူထုကိုအတိုင်းအကျင့်ဗိုလ်ချုပ်နေသောငန်းစုံမြို့နယ်ကြေတောင်ကျွေးရအုပ်ချုပ်ရေးမှုဦးထုံးကိုမြင်းကြံတိုက်နေသောအကဏီပျောက်ကြားတပ်ဖွဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့မှပြည်ပေါ်များကဝန်ရောက်ဖမ်းဆီးခဲ့ကြောင်း ကိုသူဖန်စီတင်မှာရဲဘော်များကိုပြန်လဲခုခံပြီးပြပြန်တူးစားဖြင့်ရေယာမှာပဲရှင်းလင်းခဲ့ရကြောင်းသိရှိရပါတယ်။တက်45နှစ်ရွယ်အုပ်ချုပ်ရေမှုထုံးဓမ္မလက်ပြပုံနှလုံးနဲ့နိုင်ငံသားစစ်စေးကပြတခုလိုကိုတင်စီရရှိပြီးဤသူကာကွယ်တခွင့်များကတော့ထိခိုက်မရှိဘေးကင်းစွာနဲ့ပြန်လည်ဆုတ်ခွာနိုင်အောင်ပြင်ဆင်ရပါတယ်။ငရင်းပြောက်ကြားတခွင့်မြင့်ညံနေတဲ့စစ်ကောင်စီနဲ့ပူးပေါင်းကလူငယ်များကိုမတရားစစ်မှုထမ်းခိုင်းရန်တိုးဆောင်ခြင်း၊ပေါ်တာဆွဲခြင်း၊ဖမ်းဆီးခြင်းစတဲ့ပြည်သူလူထုပေါ်မတရားသဖြင့်နိုင်ကျင့်ပိုကျနေသောအုပ်ချုပ်ရေမှုယူစောတီစစ်သားရဲများအားလုံးကိုဆက်လက် ှင်းလင်းသွားမည်ဖြစ်ကြောင်းကိုလည်းဒီပေးထားပါဗျ။အာနာရှင်လူရုံမှာဆိုတာသူ့ရဲ့တဘိုးနဲ့ကြည့်တယ်နော်သူ့အာနာတီမြဲဖို့အတွက်အကုန်လုံးချနေရတယ်သူပြောတာဘီတာသူမတော့ရဲတာဘာမှမရှိဘူး